เราเคยชอนชมเราเคยลักละเพราะว่าได้คือเราเคยพิสุพิสุเราสมปีใจขาจจะรออาลมมามาจันโดเรเดวขานเดวเสงด้ยาเดอูเจเนเวเสงด้ยาเมนาเจเนเวเสงด้ยาเมปีเจเนเวเสงด้ยาเมแล้วก็มาเตียงเทนนี่นะฮะเรา အေးချမ်းမှုအရှိဆုံးလို့ပြောတော်တော်လူတွေဘာလို့တယောက်တည်းမနေနိုင်ရသလဲဆိုစိတ်တော့ကရှိလို့တယောက်တည်းမနေနိုင်အရင်မြင်တွေ့တယ်တယောက်တည်းနေရင်နေမကောင်းရင်ဘယ်လိုလုပ်မလဲဆိုအတွေးပဲဒါကြောင့်တယောက်တည်းမနေနိုင်ရဘူးနှစ်ယောက်နေတော့ရောလို့ဆိုနှစ်ယောက်နေတော့လည်းမတည့်ပြန်ခက်တာတယောက်တည်းနေကြတော့လေကြောက်တယ်နှစ်ယောက်နေတော့မတည့်ဘူး အဲ့ဒီကြားထဲမှာသူဟာဘဝမှာဆုံးဖြတ်ရခက်ခဲကြတယောက်အတူနေပေမဲ့လို့ကြောချင်းပြေးပြီးတော့တယောက်နဲ့တယောက်စကားမပြောတဲ့ပုဂ္ဂိုလ်တွေများချင်ပဲနော်မိသားစုတဲမှာကိုရှင်တဲ့ကျင်းဆိုင်ပြီးတော့တောင်စကားမပြောဘဲနဲ့နှစ်ယောက်အတူနေတာတည်းရှိကြတယ် ဘယ်လိုအတွင်းနဲ့ဘယ်လိုနေကြတယ်လဲတော့မသိဘူးနော်တယောက်တည်းနေပြန်တော့လေမနေရင်မနေချင်းနေတော့တော့နေရအစမီပြေတဲ့ဘဝမှာနေအောင်နေလာကြတော့ဟိုငင်းချင်းကတခါဆုံးရှုံးနေတယောက်တည်းဆိုတော့စကားများစရာတော့ရှိတယ် နှစ်ယောက်ဆိုရင်တစ်ခါမဟုတ်တစ်ခါစလာပြကြတယ်။ရှင်ဖြစ်ကြတယ်။နိုင်ငံညာသူတွေလည်းဒီတိုင်းပဲအထူးပမာရီပုရဝသားတွေမဟုတ်ဘူး။နိုင်ငံညာသူတွေလည်းတယောက်တည်းနေခြင်းလိမိအလုံးလို့ခေါ်တာ။သူတယောက်တည်းနေမဲ့လိမိအလုံးဆိုပြီးတော့တယောက်တည်းနေပြန်တော့လည်းလုံးလိဖြစ်တယ်။ ကြောက်ပြန်ဟောလုံးလေးဖြစ်လာတော့ဗာဖြစ်တော့ဆိုဟိုတယ်လီဖုန်းဆက်ဒီတယ်လီဖုန်းဆက်ဖြစ်လာတယ်တယ်လီဖုန်းဆက်ခေါ်တော့လာတော့တဲ့လာလို့ဆိုမတဲ့ပြန်နေ့ရက်သွင်းလောက်ပဲဆင်ကြည့်တယ်နောက်ရက်ကျအဆင်ပြေလို့တပါဝါတွေးစားရအခက်ကြီးပဲအဲ့တော့လူတွေဟာတယောက်တည်းမနေဝန်းလာလဲဒီစိတ်ပဲ နှစ်ယောက်မတည့်တာလေဒီစိတ်တည်းအဲ့လိုနေထိုင်ရတဲ့လောကကြီးမှာရသော်ရလက်ထက်တော့ရသော်ရတော့တရားထွင်နေရတဲ့အကျိုးကျေးဇူးတွေကိုဘာကြောင့်ဆုံးမတာရရှိတယ်နှစ်ယောက်နေလို့တူနဲ့တူနဲ့ အစဉ်ပြေလို့သုံးမဩဝါဒရရလို့အကူအညီရလို့ဆိုရင်အဲောက်နေမှာအစဉ်ပြေတယ်။အဲလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အစဉ်မပြေဘူးဆိုတော့တယောက်တည်းပဲနေတာကောင်းတယ်။တခါတော့ကမြတ်စွာဘုရားကတယောက်တည်းနေရခြင်းအကျိုးကျေးဇူးကိုဖော်ပြတဲ့အခါရှေ့မျောကြည့်လိုက်တယောက်မှမရှိနောက်လည်းကြည့်တယောက်မှမရှိ လမ်းမှာခရီးသွားတဲ့အခါမှာဟန်ကြလို့လေထိုင်ရင်လည်းနေရာထိုင်လို့ရတယ်ထိုင်ရင်လည်းနေရာလည်းထိုင်လို့ရတယ်ထိုင်ခြင်းသလိုလည်းထိုင်လို့ရတယ်ကိုမြင်မဲ့လူတရားမှဖြစ်လို့ဆိုလွတ်လပ်မှုရဲ့အရသာကိုဖော်ပြတာတယောက်တည်းနေလို့ရှိရင်တဲ့ဘသူနဲ့စကားပြအောင်မလို့ဘသူနဲ့မှမများစရာမရှိတော့ကိုယ့်ကိုယ်တယောက်တည်းအေးချမ်းတယ် တောင်ထဲနေရတဲ့အရာသာကိုရသော်ဗျာရဲ့သူကြီးတွေတည်းကပထမဆုံးသာဝကကြီးရှင်ကွန်ဒိညဆိုတောင်ထဲနေသွားနော်တဝိသတ်ဆရာတရားဟောတော့ကတော့ဧသဝကြီး၅ပါးအတူနေကြတာပေါ့နောက်ပိုင်းရောက်တဲ့အခါမှာရှင်ကွန်ဒိညတောင်ထဲနေ ဘယ်သူနဲ့မတွေ့ရတဲ့နေရာသွားနေပြဲသွားနေတော့ဆိုရင်ဟိမန္တတောင်ကြီးကတောင်တန်းထဲမှာသရတ္တဆိုရက်ရေရေအိုင်ကြီးရှိတယ်အဲ့ဒီသရတ္တရေအိုင်ကြီးနားမှာတောရညောင်းလေးနဲ့နေတယ်တပါးတယ်